နောက်ပြီးရင်စုံကောင်းကောင်းငင်ပေါ်မှာတောင်းညာနေတဲ့အပြစ်တွေကြောင့်လငါးချောင်းတောင်းမှပိတ်မိနေတာနှစ်900ကျောက်သွားပြီးဖြစ်ပါတယ်ခုချိန်မှာဗုဒ္ဓရဲ့အမိန့်နဲ့ကွမ်ယင်မေရောဟာအနောက်ရက်မှာဖះရှင်ရဲ့ကျန်စာရီတော့ပင်မှုအတွက်ယဟန်တစ်ပါးကိုတာဝန်ပေးထားပါတယ်။အဲ့ဒီယဟန်ကဘေးရထက်ပေးလိုက်တဲ့နောက်လိုက်ရှမ်းမနှစ်ယောက်နဲ့အတူမိုင်းပေါင်း36000ဝေးကွာတဲ့အနောက်ရက်ကိုခီးထွက်လာပါတယ်။ပထမဆုံးနေ့မှာပဲကြားရေးတစ်ကောင်နဲ့တိုးပြီးရှမ်းမနှစ်ယောက်ကကြားဝုံမတိုက်ရဲလို့ထွက်ပြေးကြပါတယ်။ အတက်လူပြေးရတဲ့အချိန်မှာဆရာတော်ကသူ့ရုံးနဲ့အတူပါလာတဲ့မြင်းကိုလည်းကဲချင်းနေလို့ရှဲမနှစ်ယောက်ကဆရာတော်ရုံးမြင်းကိုပါထားခဲ့ပြီးထွက်ပြေးသွားပါတယ်။ကိုယူကားအလုံးနေတဲ့ဆရာတော်ကြောင့်ကြားမြင်းဝမစားတော့ပဲဆရာတော်နောက်ကိုလိုက်လာလို့ဖပြင်းရင်ဇန်ကားချောင်းကူတဲ့ကိုရှောက်လာပါတယ်။ဂူထဲမှာပိတ်မိနေတဲ့ဝူခုံနဲ့တွေ့တော့ဝူခုံကတွဲလောင်းကျနေတဲ့ခါသာဆိုင်ရွက်ကိုဖြုတ်ခိုင်းပါတယ်။ဆရာတော်ကဖြုတ်လိုက်တော့ဝူခုံကကြောက်တုံးအောက်ကနေထွက်လာနိုင်သွားပါတယ်။တင်900လောက်အညောင်းမိနေလို့ခြေစက်လက်ဆက်လို့ရင်ကြားကိုရှိုက်တက်လိုက်ပါတယ်။ ။ဆရာတော်ဟာဆဆတွေ့ခြင်းမှာပဲဝူကုန်းရဲ့ကြမ်းတမ်းတဲ့အပြုမူတွေနဲ့မိစ္ဆာဆန်တဲ့ရုပ်ရည်ကြောင့်တောက်လန့်နေပါတယ်။ကွမ်းရင်မဲတော်ဟာဝူကုန်းကိုအနောက်ရက်ကိုကျန်းစာတော်ပင်မဲ့ဖုန်ကြီးနောက်လာရမယ်လို့ပြောထားလို့ဆရာတော်ကိုကျန်းစာတော်ပင်မဲ့ဖုန်ကြီးလာလို့ဝူကုန်းကမေးပါတယ်။ဆရာတော်ကတော့ဝူကုန်းကိုမခေါ်ခြင်းလို့မဟုတ်ဘူးလို့ညာလိုက်ပါတယ်။အဟားရရမလိုက်ချင်တဲ့ဝူကုန်းကလည်းမဟုတ်လေကောင်းလေဆိုပြီးထွက်သွားတော့ဆရာတော်စီမှာပါလာတဲ့ရွှေခွင်းတစ်ခုကဝူကုန်းကမှသတ်ဆုပ်ပါရယ်အဲ့ဒီရွှေခွင်းကကွမ်းရင်မဲတော့ပြထားတာဖြစ်ပါရယ် ဝူကုန်းကသူ့ဘာဘာချွတ်မရလို့ဆရာတော်ကိုချွတ်ပေးဖို့ပြောပေမဲ့ဆရာတော်ကလည်းမချွတ်တတ်လို့ရွှေခွင်းပေါ်မှာရေးထားတဲ့စာရီကိုဖတ်ကြည့်ပါရစေ။စာရီကခါတာတပုတ်ဖြစ်ပြီးရွှေလိုက်ရင်ဝူကုန်းကခေါင်းတစ်ခုလုံးပတ်ခွဲမတန်နိုင်ကြပါရစေ။ဆရာတော်တမင်လောက်တာလို့ထင်သွားတဲ့ဝူကုန်းကဆရာတော်ဝူသက်ဖူးလုံနေတော့မဲ့ကွယ်ရင်မဲတော်လျှောက်လာပါရစေ။ကွင်ရမဲရောဟာဒီရဟာရှေးဘွားဟာဖះရှင်ရဲ့တပည့်ဖြစ်ခဲ့ပြီးလက်ရှိဘွားမှာတော့မင်းရဲ့ဆရာဖြစ်သွားပြီလို့ဝူခုံးကပြောပါတယ်။အနာရရတ္တမူဂျိုတောင်းလောင်စီကြံ့သာတော်ပင်မဲ့ခီးမှာဆောက်ရှောက်ဖို့လဲထပ်ပြောပါတယ်။ အဲ့အရာအလုံးအောင်မြင်သွားမှခေါင်းဟာကွင်းကိုချွတ်လို့ရမယ်လို့ပြောတာကြောင့်ဝူခုံစိတ်တူသွားပါတယ်။မူကျူကျောင်းဆောင်လေးများဖားလို့လမ်းလျှောက်နေမှလဲဆိုပြီးတင်စီသွားပေမဲ့ဆရာတော်ရှိတဲ့နေရာကိုပဲပြန်ရောက်လာပါတယ်။ကျန်းစာပေးမှုအတွက်ဖြန့်လန်းဆိုတာမရှိပဲလမ်းမှာကြုံရမယ့်အခက်အခဲတွေကိုဖြတ်ကျော်ပြီးသွားရမှဖြစ်ပါတယ်။ဝူခုံကစိတ်ပြတ်နေတော့ရေမြောင်းတဲ့အနေနဲ့တကားတကောင်တက်လာပြီးမြင်းကိုစားတော့ပါတယ်။ဝူခုံလည်းငကားနောက်လိုက်ပြီးအရောတောင်းတဲ့အနေနဲ့တကားကိုကိုင်းပေါက်ပြီးမြင်းအဖြစ်ပြောင်းလိုက်ပါတယ်။ နေရောက်တာအတူမသွားခြင်းပဲမဲ့အတူသွားရဖို့ကံကြမ္မာဖန်လာလို့အနောက်ဘက်မိုးကြိုးကြောင်းတော်ကိုခီးဆက်ခဲ့ကြပါတယ်။သူတို့ဖြတ်သွားရမယ်ရွာတရွာမှာတော့အယိုးမြူမိစာလို့ခေါ်တဲ့မိစာတကောင်တောင်းညံနေလို့ရွာသားတွေကညဆိုကြောင်းလန့်နေကြပါတယ်။အယိုးမြူမိစာကခလေးတွေကိုဖန်ဆားတက်တယ်လို့သတင်းတွေရှိနေပြီးအင်းကမှာပဲခလေးရှိတဲ့အိမ်ကိုမိစာတွေရှောက်လာပါတယ်။တကယ်တော့သူတို့ကအယိုးမြူမိစာရောင်ဆောင်ထားတဲ့သားမလူတွေဖြစ်ပြီးခလေးကိုဖမ်းရတာကလည်းအမိန်ကြောင့်ဖြစ်ပါတယ်။ ခလေးကိုဖမ်းခေါ်မသွားခင်တကယ်အယိုးပြူမိစ္ဆာအစ်စ်နဲ့သူတို့ပဲမိစ္ဆာသုံးအောင်ရှောက်လာပြီးအရှောင်းဆောင်တွေအလုံးကိုတန်ဆာပြစ်လိုက်ပါတယ်။အယိုးပြူမိစ္ဆာကထာဝရရှင်တန်တိုင်းစွဲရှိတဲ့ဆရာတော်ရဲ့အသားကိုစားဖို့အသင့်ဆောင်လာနေပါတယ်။ဘူခုံးလုံးကတနေရာရောက်မှမိန်းကလေးတွေကနှာဘူးလို့ခေါ်ကြတဲ့လူတစ်ယောက်နဲ့တွေ့ပါတယ်။သူကတော့လူရောင်ဆောင်ထားတဲ့ဝက်ဘာကျဲပဲဖြစ်ပါတယ်။သူနဲ့အတူတစ်ခုလုံးပြနေတဲ့ဝူချင်းလည်းရှိနေပြီးဝူခုံးကတွေ့လာနဲ့တိုက်ခိုက်ပါတယ်။ဝူခုံးကနှာခေါင်းလုံးကိုလွယ်လွယ်ပဲအမှောက်သေးလိုက်ပါတယ်။ ိုက်ခိုက်လို့ပြီးသွားတော့မှဘာဂျဲရိုနှစ်ယောက်ကအနောက်ဘက်မှာကြောက်လာတော့ပင်မဲ့ဆရာတော်ကိုစောင့်နေကြောင်းသိရပါဗါးအဲ့တော့မှတပွဲတဲ့လိုရခီးစက်ကြရင်တနေရာရောက်တော့မြူရီကြောင့်နှမ်းပြောက်သွားပါဗါဘူကုန်းကမိစ္ဆာငွေသက်တွေရနေလို့သတိထားဖို့ပြောနေပေမဲ့ဘာဂျဲကတော့တွေးတဲ့အိမ်တိုင်းစီဝင်သွားပါဗါးအဲ့ဒီအိမ်မှာအဖွားကြီးအောင်ဆောင်ထားတဲ့ရိုးပြူမိစ္ဆာရှိနေပါဗါမိစ္ဆာမှာဘာဂျဲကိုမြင်မြင်ချင်းမိစ္ဆာဆိုပြီးကြောက်ရှင်အောင်ဆောင်တာကိုအဟုတ်ထင်နေတဲ့ဆရာတော်ကအသေးအတန်ရှင်းပြနေပါဗါ မတင်ကားတဲ့ဝူခုံကသူ့ရဲ့မိတော့မျက်လုံးနဲ့တေးဥမှန်ကိုကြည့်လိုက်ပေမဲ့မိစ္ဆာကသူ့ရဲ့ဝိတ်ကိုခါပြီးဝူခုံရဲ့အမြင်ကိုနှောက်ရှက်လိုက်ပါတယ်။ဝူခုံကမျက်လုံးပြန်ကောင်းနှီးမျိုးစုံနဲ့ကြိုးစားနေတော့ဖာကျဲကတော့လူရောင်ဖန်ဆင်းထားတဲ့မိစ္ဆာမလေးတွေကိုဖုန်ကြောင်နေပါတယ်။ဖာကျဲကိုစိတ်မချတဲ့ဆရာတော်လည်းဝူချင်းကိုနှောက်ကန်လိုက်ကြည့်ခိုင်းလိုက်ပါတယ်။ဝူခုံကလည်းအပြည့်ထွက်ပြီးမျက်စီသွက်ဆေးခြင်းပေမဲ့မတင်ကားစရာဖွားဖို့ကိုစိတ်မချလို့ဆက်ဝိုင်းတစ်ခုဆွဲပြီးဆရာတော်ကိုအထက်မှာထားခဲ့ပါတယ်။ သူပြမလားမချင်းအဲ့ဒီဆက်ဝိုင်းတဲကနေတလှမ်းမမရွေ့ဘူးလဲမှာသွားပါတယ်။တရာတော်ကတော့ပင်မဆင်းရဲ့နေတဲ့အဖွားကြီးကိုခိယူနာတက်နေပါတယ်။အဖွားကြီးကသူအသက်16နှစ်အရွယ်မှာမိဘပေးစားတဲ့လူနဲ့ယူခဲ့ရပြီးခင်မုန်းရဲ့ရွာကိုလိုက်သွားခဲ့ရတယ်လို့သူ့ဘဝအကြောင်းကိုပြောပြပါတယ်။သူရောက်ပြီးမကြခင်မှာပဲရွာကကဆိုးတစ်ခုကြားရလို့ကပေးကြောင်သူတွေအများကြီးတည်ခဲ့ရပါတယ်။ကြွားသားတွေကအဲ့လိုတွေတာဟာတနေ့တစ်ရက်ကလာတဲ့သူပြောခါတွေလိုဝိုင်းဆွဆွဲကြပါတယ်။နတ်ဖျားတွေအမျက်တော်ပြအောင်ဆိုပြီးသူ့ကိုတောင်ဆောင်တစ်ခုပေါ်မှာလှရစာတွေးခဲ့ကြပါတယ်။ ။တနားစရာကောင်းတဲ့အဖွားကြီးအကြောင်းကြားရတော့ဆရာတော်ကကိုကျက်စာစိအပြင်နဲ့စီးဝိုင်းနဲ့ကထွက်ပြီးနှစ်သိမ့်ပေးပါရယ်။ဒီအခွင့်အရေးကိုပဲစောင့်နေတဲ့အဖွားကြီးကဆရာတော်ကိုဖမ်းတော့မဲ့အချိန်မှာမျက်စိစေးပြီးပြလာတဲ့ဥခုံးကရှားရောက်ချင်းမိရောက်မျက်လုံးနဲ့ကြည့်လိုက်တော့မိစ္ဆာဆိုတာတည်သွားပါရယ်။လက်ဖို့လို့မှအဖွားကြီးကကြောက်ပြီးမူးလဲခြင်းအောင်ဆောင်လိုက်ပါရယ်။အကျိုးပြုမိစ္ဆာကအဖွားကြီးခန္ဓာကိုယ်ကနေထွက်ပြေးသွားတော့ဝုခုံးကလိုက်တိုက်ခိုက်ပါတယ်။သူနဲ့တိုက်ဆိုင်နေတော့သူတို့ဘက်မိစ္ဆာမတွေကလည်းဖာကျဲတို့ကိုတတ်ဖို့ကြံနေပါတယ်။ ဝူခုံးနဲ့အရိုးပြူမိစာကိုခဏထားပြီးပကြဲနဲ့ဝူဂျင်ကိုကဲဖို့မိစာမာတွေကိုရှိုက်တက်လိုက်ပါတယ်။တေယုံမန်ကိုမမြင်နိုင်တဲ့ပကြဲကတော့ဝူခုံးလူတက်လိုက်တယ်ဆိုပြီးတက်တနာရှာပါတယ်။တစ်ဖက်မှာအရိုးပြူမိစာကလည်းဝူခုံးလင်မှာအဖွားကြီးကိုလည်းပြောင်းဝဲပြီးဆရာတော်ကိုတက်ဖို့လုပ်နေတော့ဝူခုံးရောက်လာပြီးအဖွားကြီးကိုရှိုက်တက်လိုက်ပါတယ်။အရိုးပြူမိစာကမတီးပဲထွက်သွားတာကိုဝူခုံးကမြင်နေပေမဲ့ဆရာတော်ကတော့ဝူခုံးကိုလူတက်တယ်လို့ဆွဆွဲနေပါတယ်။ဝူခုံးကမိစာဖြစ်ကြောင်းရှင်းပြပေမဲ့လက်မခံပဲတပည့်စိုးကိုစုံမဖို့ကာထာယူပါတယ်။ ။ဘူခုံးနဲ့အလူးလဲခံသားရပြီးမှီလဲသွားပါတယ်။သတိပြန်ရလာတော့ဆရာတော်ဝိုးစိတ်ဆိုပြီးတောင်စောင်းတစ်ခုပေါ်မှာတော်ထိုင်နေပါတယ်။ဆရာတော်ကလည်းသူ့နောက်လိုက်လာပြီးလက်ပြန်ချုပ်ပါတယ်။တယောက်လုံးကသူ့မျက်စိနဲ့မြင်ရတာကိုပဲရှုံးကြည့်တာကြောင့်ဆရာတော်ကလည်းလူလို့မြင်တဲ့သူကိုလူလို့ပဲထင်ပါတယ်။ဒါပေမဲ့ခုချိန်မှာသူတို့ကတလှည့်တဲ့စီတခီးတဲ့သွားနေရတဲ့အတွက်ငြင်းငြင်းရင်ယူလိုက်ကြပါတယ်။အဲ့လိုနဲ့ခီးဆက်ကြတော့မြို့တစ်မြို့ကိုရှောက်လာပါတယ်။မြို့ထဲမှာဒီဟာနဲ့ခလေးတွေပြောက်တဲ့ဆိုတဲ့သတင်းကိုပဲကြားနေရပါတယ်။ ဘီးရင်နဲ့သွားတွေ့တော့ဒီနယ်မြေရကလေးတွေကိုအရှုပြုမိစာကသူမတည်အောင်စားဖို့ဖန်ခေါ်သွားတာလို့ဆရာတော်ကပြောပြပါတယ်။အရှုပြုမိစာနဲ့သူ့အပေါင်းပါတွေကိုနှိမ်နှင်းပေးဖို့လည်းအခုတကြီးတောင်းဆိုပါတယ်။ပြောနေရင်ပဲအရှုပြုမိစာရောက်လာပြီးဝူခုံးနဲ့ဆွေးနွေးချင်တာရှိတယ်လို့ပြောပါတယ်။ဖီယာရောဂါထာယုတာကိုမြင်ခဲ့တဲ့အရှုပ်ယူမိစားကဝူခုံးကိုတခင်ခိုင်းတာလို့ပြီးတခင်မလို့ရင်အရိုက်ခံရတယ်မျိုးလို့သွေးထိုးပါတယ်။အဲ့လိုဘွားမျိုးကလို့ဖို့ခေါင်းကဝင်းကိုကျွတ်ချင်း၊ "तू ကဆေးရော်ကိုစားပေးမယ်"လို့ဝူခုံးကပြောပါတယ်။ သူကန်းလာတာသဘောတူရင်ဒီညဆရာတော်ကိုတယောက်တည်းသူ့စီလာရင်လိုက်လို့ပြောပြီးထွက်သွားပါတယ်။မိစ္ဆာမကခလေးတွေကိုဖမ်းစားတဲ့သူလို့အားလုံးကထင်နေကြပါပဲ။တကယ်တော့ခလေးတွေကိုဖမ်းထားတာကဘီရင်ကြီးဖြစ်ပါတယ်။ဘီရင်ကြီးရဲ့လက်တစ်ဖက်ကချိန်သားမိနေပြီးသူ့ဝေဒနာသက်သာဖို့အတွက်ခလေးတွေရဲ့လက်လက်ဆက်ဆက်သွေးကိုတောက်ရပါတယ်။ ဒါပေမဲ့ဒီနေ့ကလည်းခဏပဲတက်တာပြီးအရှင်းမပြောက်တာကြောင့်ဒိသာပြေဖို့အတွက်အနောက်ရက်ကိုချမ်းသာသွားပင်တဲ့ဖုန်ကြီးသားကိုစားကျင်နေပါဗျ။ဘီအကြီးကိုဖမ်းဖို့အတွက်ကလည်းစုံခုံကိုကြော်ဖြတ်ဖို့ခတ်နေရကြောင်းဘူကုန်းနဲ့မိစာမတိုက်ခိုက်နေတော့ဆရာတော်ကိုဖမ်းဖို့စီစဉ်ထားကြပါဗျ။အဲ့ညမှာပဲမိစာမကဆရာတော်ဘူဖတ်မှုဆောင်နေပေမဲ့ဝူကုန်းကဆရာတော်ဘုံနဲ့ရောက်လာပြီးနှစ်ဖက်တိုက်ခိုက်ကြပါတယ်။သူတို့အပြည့်အထန်တိုက်ခိုက်နေတော့မှာပဲဘေးရလူတွေကဆရာတော်ကိုဖမ်းသွားကြပါတယ်။ဘေးရကြီးကဆရာတော်ကိုတတ်မယ်လို့မှဝူကုန်းရောက်လာပြီးဘီရင်ကြီးကိုတိုက်ခိုက်ပါတယ်။ သူ့လူတွေကမိစ္ဆာထက်တော့မကောင်းဆိုးဝါးဆံပေမဲ့ဆရာတော်ကဒါလိုဝူခုံးကမတက်ပဲထားလိုက်ပါတယ်။ကလေးတွေအလုံးကိုကဲထုတ်လာနိုင်တဲ့အတွက်ပြည်သူတွေကဆရာတော်နဲ့တပည့်တွေကိုကျေးဇူးတင်နေကြပါတယ်။ကျေးဇူးတင်လို့စားသရာတွေလှူနေကြတဲ့လူအုပ်ထဲမှာမိစ္ဆာကလေးတစ်ကောင်ပါနေတာကိုဝူခုံးကမြင်လိုက်ပါတယ်။အဲဒါကြောင့်လူကြားထဲမှာကလေးကိုတပ်ဖို့လုပ်ပေမဲ့ဆရာတော်ကတားပြန်ပါတယ်။ဒါမှကလေးလေးတယောက်ကိုတော့ဝူခုံးကမိစ္ဆာလိုပဲမြင်နေတာကြောင့်ဆရာတော်ကဝူခုံးကိုဆူပါတယ်။ အဲ့ချိန်မှာကလေးလေးရဲ့အမေတူအရိုးမြမိစာရောက်လာပြီးသူကလေးလေးကိုရှိုက်တဲ့အတွက်ဆရာတော်ကိုဌာနဲ့ပြတ်ထိုးလို့ဝူခုံကရှိုက်တက်လိုက်ပါတယ်။ဆရာတော်ကတော့မိစာဆိုတာမသိပဲလူတွေကိုမညာမတာတက်နေတဲ့ဝူခုံကိုထပ်ပြီးအပြစ်ပေးပါတယ်။ဒါထားတော့ဝူခုံမချီမဆက်ခံစားနေရတာကိုအခွင့်ကောင်းယူပြီးကလေးမိစာကဆရာတော်ကိုတတ်ဖို့လို့တော့ဝူခုံကဝေဒနာရိကြားဟာပဲရှိုက်တက်ပြစ်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ဆရာတော်ကဝူခုံကိုကယ်လို့မရတော့ဘူးဆိုပြီးသူ့တို့ဘက်အဖြစ်ကဆုံးလွှတ်လိုက်ပါတယ်။ ဝူကောင်ကတောင်းပန်ပေမဲ့ဆရာတော်ကတော့သူ့ကိုကားခွဲရဲဆိုတဲ့အကြောင်းပြချက်နဲ့လူသက်ချင်တိုင်းတန်နေတာကိုခွင့်မလွန်နိုင်ဖြစ်နေပါတယ်။ပါကျဲနဲ့ဝူချင်းကလည်းဆရာတော်ကိုဝိုင်းချောင်းပြပေမဲ့ဆရာတော်ကစိတ်ဆိုးဝင်ပြေလို့ဝူကောင်လည်းနှုတ်ဆက်ပြီးထွက်သွားပါတယ်။ဝူကောင်ထွက်သွားတာနဲ့အရှုပ်ပြူမိစ္ဆာကဆရာတော်ကိုဖမ်းခေါ်သွားပါတယ်။ပါကျဲနဲ့ဝူချင်းလည်းတောင်းပြောက်ပြီးရှေ့ဆက်ပါလို့မလဲစဉ်းစားနေကြပါသေး။ပါကျဲကတော့တယောက်ကဝူခုံးကိုသွားခေါ်နေတော့နောက်တစ်ယောက်ကအရှုပ်ပြူမစီသွားပြီးဆရာတော်ဟုံးမစားဖို့အချိန်သွားဆွဲဖို့စီစဉ်ထားပါသေး။ အဲ့ထက်ကောင်းတဲ့အစီအစဉ်ကတော့ဆရာတို့ကြံခဲ့တဲ့ပစ္စည်းတွေကိုခွဲဝေယူပြီးကိုယ်နဲ့ကိုယ်ရှောက်ဖို့ဖြစ်ပါတယ်။ဝူချင်းကအထုပ်တွေယူသူကနှကားမြင်းလေးကိုယူမယ်လို့အငြိအမြအမွေခွဲပါတယ်။ဝူချင်းကဘာကျဲရဲ့ကြံကိုစိတ်တို့သွားပြီးနှစ်ယောက်ထပ်သက်ကြပါတယ်။နောက်ဆုံးမှာတော့ပထမအစီအစဉ်အတိုင်းဝူခုံးကိုသွားခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တဖက်မှာအဖက်ခံထားရတဲ့ဆရာတော်ကရုပ်ပြမိစ္ဆာကိုချွတ်တောင်းဝင်ဖို့တရားချနေပါတယ်။ ဒါပေမဲ့လူတွေရဲ့ရေရဆက်ဆက်တက်တာကိုခံခဲ့ရတဲ့မိစ္ဆာကတော့လူတွေကိုမုန်းတိနေပြီးနောင်ဘွားမှာလူအဖြစ်ပြောင်းမွေးဖွားဖို့ထက်ဘုံညီတစားပြီးမိစ္ဆာအဖြစ်ထာဝရအသက်ရှင်မှုကိုပဲရွှေ့ချပါရယ်။ဘာကျင်းဟာဝူကုန်းနေတဲ့ဟွာဂူတောင်ကိုသွားပြီးဆရာတော်ကိုမိစ္ဆာမှာဖတ်သွားကြောင်းပြောပါရယ်။ဝူကုန်းကိုအိုကြီးအိုမမြောက်ကပဲဘာမှမသိသေးတဲ့ငငယ်ရွယ်ရွယ်ဆရာတော်ကိုခွင့်လွှတ်ပေးလိုက်ပါလို့အပြုံးဟောင်းဟောင်းနဲ့ဖြောင်းပြနားချပြီးကမှဘင်းကြီးမရှိဘူးလို့မြောက်တကောင်ကပြောပါရယ်။ ပါကျဲနဲ့ဝူခေါရဲ့ဝိဇုံကိုဝေ့ပြီးအရိုးပြူမိစ္ဆာရဲ့ငယ်သားတွေကိုတယောက်ထဲတိုက်နေတဲ့ဝူချင်းကိုသွားကူပါတယ်။အဲ့ချိန်မှာဝူခေါကိုကွယ်ရင်မဲရောကလာဖြောင်းဖြောက်ပြန်ပါတယ်။စီရောကဝူခုံးကိုတပည့်တော်နိုင်မှုကူဘွားတိတိပါရမီဖြင့်ရင်ဆောင်ခဲ့ရပြီးဝူခုံးရဲ့ဆောက်ရှောက်မှုနဲ့ကျန်းစာပေါ်ပြရမှာဖြစ်ပါတယ်။အခုလည်းစီရောကသူ့ကိုဆွန့်ပစ်ခဲ့တာမဟုတ်ဘဲဝူခုံးကသာစီရောကိုဆွန့်ပစ်ခဲ့လို့စီရောဒုက္ခရောက်နေပြီလို့ကွယ်ရင်မဲရောကပြောပါတယ်။ ကိုယ်ရမေရောရဲ့အဆုံးအမတွေကြောင့်ဘူကုန်းနဲ့အရှုပ်ပြုမိစာစီလိုက်ပွားပြီးဖာဂျဲရိုနဲ့အတူမိစာတွေကိုတိုက်ခိုက်ပါတယ်။နှကောင်သားထိမနိုင်တဲ့အရှုပ်ကြောက်တွေကိုဘူကုန်းကထိုးတစ်ချက်ဝေးလိုက်ရုံနဲ့အပြက်ရှင်းလိုက်ပြီးအစခံရတော့မယ့်ဆရာတော်ကိုတွက်ခဲ့ပါတယ်။ဘူကုန်းရောက်လာတော့အရှုပ်ပြုမိစာနဲ့အပြင်းအထန်တိုက်ခိုက်ကြပါတယ်။အရှုပ်ပြုမိစာထွက်ပြေးသွားတော့ဘူကုန်းကဆရာတော်ကိုတွက်ပြန်ခေါ်ခဲ့ပါတယ်။အဲ့ချိန်မှာပဲအရှုပ်ပြုမိစာကအောင်ဝမှာရှိသမျှအရှုပ်တွေနဲ့အရှုပ်ကြောက်ကြီးကြီးလှုပ်လိုက်ပါတယ်။ ဆရာတော်ကိုရုပ်ရည်နဲ့လှမ်းဆွဲပြီးပြန်ဖမ်းသွားတာကြောင့်ဘူခုံးကဆရာတော်ကိုကဲဖို့အတဲအတန်ကြိုးစားနေပါတယ်။ဘာဝရင်းများတွေဆိုရင်ကားရီခေါ်ပြီးမကဇော့ထုတ်ရမယ့်အချိန်ဖြစ်ပေမဲ့ကားမရှိတဲ့ဘူခုံးကတော့ကိုယ်ဝဲရည်များကြီးထုတ်ပြီးပဲဖေးစာကိုနေရာနှုတ်မကျန်တိုက်ခိုက်ပါတယ်။ဒီချိန်ထိတောင်ဆရာတော်ကမိစာမကိုတရားရပြီးအေဂျင့်နဲ့ဘဝတစ်ခုမှလူပြောင်းဝင်စားစေခြင်းနေပါတယ်။ဘုရားကမိစ္ဆာမကိုလူဝင်စားသေးခြင်းရဲ့လူတယောက်ရဲ့အတတ်နဲ့ဇဲရမယ်လို့ပြောပေမဲ့ဆရာတော်ကလူလူလားလားပဲလက်ခံတာကြောင့်မိစ္ဆာမကဆရာတော်ရဲ့ကိုယ်ထဲရောက်သွားပါတယ် ဆရာတော်ကအညှိုးဝတိတွေလက်စားချေခြင်းစိတ်တွေကိုဒီဘဝမှာထားခဲ့ပြီးဘဝတည်ပြန်စားဖို့နောက်ဆုံးအကြိမ်တရားဟောပါတယ်။ဆရာတော်ရဲ့ကိုယ်ရေကမိစ္ဆာမရဲ့ဝိညာဉ်ဘဝကူကူအတွက်ဆရာတော်ကသူ့ကိုတက်လိုက်ဖို့ဝုခုံမှုပြောပါတယ်။ဝုခုံကမတတ်နိုင်ပေမဲ့ဆရာတော်ရဲ့ဆန္ဒမှုနောက်ဘဝမှာဆရာတော်ပြောင်းမွေးဖွားတဲ့အထိသူ့ရေဆောင်နေမယ်လို့ပြောပြီးထုံနေရှာလိုက်ပါတယ်။မိစ္ဆာမဟာကျွလို့သွားချိန်မှာဆရာတော်ကတော့ကြောက်ရွံ့ဖြစ်သွားပါတယ်။တပည့်၃ယောက်ကခုနှစ်ရက်တိတိဆောင်းကြည့်ပေမဲ့ဘာမှထူးမလာလို့ဘူကုန်းကကြောက်ရွံ့စရာတော့ဝတ်တဲပြီးခီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အနောက်ရက်ကိုစတင်ထွက်ခွာရတဲ့တပြိုင်နက်ကွင်းရင်မဲရောကဆေးရုံကိုရေစင်းနဲ့တက်ပယ်ပြီးလူသွင်းပြန်ရအောင်လုပ်ပစ်လိုက်ပါတယ်သူတို့ငားရောက်ရဲ့ခီးရှိကြီးကအခက်အခဲတွေဒုက္ခတွေနဲ့ပြည့်နေပါဆိုပေမဲ့သူတို့ကတော့ဆုံးငန်းတိုင်းကြီးထိဆက်သွားနေကြအောင်မှဖြစ်ပါတယ်